ူတက်ကရွှေ့လိုက်ပြောင်းလိုက်လုတ်ပြီးမှသူကတန်စင်ထွက်တာ哦အဲအဲ့အဲ့လိုမျိုးဆိုလို့ရှိရင်သူကပါဇက်ကဟားလိုက်စီးလိုက်လေအဲ့လိုမျိုးလေးလှုပ်ပေးရတာလက်ကတော့ဘာမှပြောင်းလဲမှုရှိသူကအသက်မရှိဘဲတီးရတဲ့အခါကျတော့ဆရာသွေးတိတို့ပြီးဒီလိုမျိုးအဲ့လိုမျိုးလက်အလူးလှိမ့်နေပါရင်တော့နည်းနည်းတော့မောတယ်အခုကတော့မမောတော့ပါဘူးကျင်စာရှိပါတော့ မွေးရပါဗျ။ဟိုဟာမွေးကလေးကမမြင်တော့သူဒီမျက်လုံးကိုတော့ဖေးနဲ့မေကငငယ်တော့ခွဲဖို့ကြိုးစားရည်ရဲ့ဆရာဝန်ကြီးကအတက်အမှားမခံမှုဆိုကြတော့မခွဲရတော့ဘူး။အဲကြောင့်မခွဲရတော့တာဟုတ်။ကိုမိဘဘလောက်ချောလဲပေါ့နော်ကိုအဖေဘလောက်ချောလဲအဲကိုဆွေမျိုးတွေကဘလို့ပုံစံရှိလဲအဲ့လိုမျိုးကျွန်တော်ငြင်းကြင်ပါလေဗျဒါပေမဲ့ ဘဝသူအမြင်အာရုံမတန်ဆွမ်းသူတွေကိုလည်းဘဝကိုအရှုံးမပေးကြပါနဲ့လို့အဲစူးစမ်းကြပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်